တရုတ်နိုင်ငံဟာဥရောပသမဂ္ဂ EU နဲ့ကုတ်တွယ်ရာမှာကြီးမားတဲ့ကုတ်တွယ်ရေးပိုရှင်နေမှုကိုရှော့ချဖို့အတွက်အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့တရုတ်ခရီးစဉ်အသွင်းမှာတိုက်တွန်းခဲ့တယ်လို့ပြည်သစ်သမ္မတ Emmanuel Macron ကပြောပါတယ်။ တကယ်လို့တရုတ်ကအေးအေးယူဆောင်ရွက်မှုတွေမလုပ်ဆောင်ဘူးဆိုရင်ဥရောပကမလွဲမရှောင်သာအေးအေးယူမှုတွေလုပ်လာမယ်လို့တရုတ်သမ္မတကိုပြောခဲ့တယ်လို့ပြင်သစ်သမ္မတမက်ခရိုကတနင်္ဂနွေနေ့ဒီဇင်ဘာ9ရက်ကသတင်းမီဒီယာတွေကိုပြောခဲ့ပါတယ် တရုတ်ပြည်ခရီးစဉ်ကပြန်လာပြီးစီးပွားရေးသတင်းစာ Less a go ကိုပြောကြားရမှာတရုတ်ကအရေးယူမှုမလုပ်ဘူးဆိုရင်ဥရောပသားတွေဟာလာမယ့်လတွေအတွင်းပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေမလွဲမလျှောက်သာလုပ်လာရလိမ့်မယ်လို့ပြင်သစ်သမ္မတကပြောပါတယ်ဘာရီလုံးမှာလဲဆိုရင်တော့အမေရိကန်ပြည်ထောင်စုကလှုပ်ဆောင်ခဲ့တယ်လို့တရုတ်ထုတ်ကုန်တွေအပေါ်အကောက်ခွန်တွေစီးကျက်တာမျိုးလဲဖြစ်နိုင်တယ်လို့မက်ခရွန်ကပြောပါတယ် 2024ခုနှစ်မှာ EU နဲ့တရုတ်နိုင်ငံတို့ကြားမှာကုန်သွယ်ရေးလူငွေကယူရိုဘီလီယံ300ကျော်ဒေါ်လာ350ဘီလီယံကျော်လွန်တယ်လို့ Less Ago ကဖော်ပြခဲ့ပါတယ်ပြည်ထောင်တမတာမက်ခရိုဟာတရုတ်နိုင်ငံကိုဒီဇင်ဘာ9ရက်က9ရက်နေ့အထိတွားရောက်ခဲ့ပြီးတရုတ်တမတာရှီကျင်းဖြင့်တရုတ်ဝန်ကြီးချုပ်လီချန်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကအကြီးအကဲဝန်ကြီးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ကောက်သွယ်ရေးလူငွေကိုရှော့ချဖို့ဂျိုးပန်းတဲ့အနေနဲ့ EU ဟာတရုတ်နိုင်ငံရဲ့ဓာတ်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကိုပုံမလက်ခံတင်တယ်လို့တရုတ်ခရီးစဉ်အတွင်းမက်ခရိုကပြောကြားခဲ့ပါတယ်ဒါပေမဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေကိုတာယဲတရိတ်ဆန်တွေလိုပြုမှုလှုပ်ဆောင်ခွင့်တော့မပေးသင့်ဘူးလို့ဖြစ်ဆက်ပြောကြားခဲ့ပါတယ်။ကဘာပေါ်မှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူတွေမကြုံဘူးလို့အောင်များပြားလာပြီးအကူအညီတွေဆန့်ချိန်တဲ့လိုအပ်လာနေပါတယ်။ ်ဒါပေမဲ့ကုလသမဂ္ဂ UN ကတော့လာမယ့်2026ခုနှစ်အတွက်အကူအညီတောက်ခတ်မဲ့ပမာဏကိုထည့်ဝဲတိတိရှော့ချလိုက်ပြီလို့ထုတ်ပြန်ပါတယ်။အရင်နှစ်ကသူတို့ဒေါ်လာ58ဘီလီယံလောက်တောက်ခတ်ခဲ့ပေမဲ့အလူရှင်နိုင်ငံတွေကထောက်ပံ့တာတွေတိတိတတ်တာရော့ကျသွားလို့ပဲဖြစ်ပါတယ်။2025တနှစ်လုံးမှာ UN ကိုရောက်လာတဲ့အလူငွေကဒေါ်လာ12ဘီလီယံပဲရှိခဲ့ပါတယ်။ဒါဟာ10နှစ်အတွင်းအနှိမ့်ဆုံးဖြစ်ပြီးလိုအပ်ချက်ရဲ့၄ပုံတစ်ပုံကြော်ကြော်လေးပဲရှိတာပါ။ အမေရိကသမ္မတဒေါ်နယ်ထရန့်နဲ့ဂျာမနီလိုအ धिक အနောက်နိုင်ငံအလူရှင်တွေက အကူအညီတွေ ဖြတ်တောက်လိုက်တာကြောင့် UN ရဲ့ဗန်နာရေးအခြေအနေကကျက်သည်နေပါတယ်။ကုလသမဂ္ဂအကူအညီဆိုင်ရာအကြီးအကဲတွန်ဖလက်ရှာဟာအကူအညီအရေးတကြီးလိုအပ်နေတဲ့လူပေါင်းသန်း250ထဲကမှ အသက်အန္တရာယ်နှီးဆုပ်ဖြစ်တဲ့89သန်းကိုပဲဦးစားပေးကူညီဖို့အတွက်ဒေါ်လာ23ဘီလီယံတောက်ခံဖို့စုံဖြတ်လိုက်ရတယ်လို့ဆိုပါတယ်။ ကျန်တဲ့တန်းချီတဲ့လူတွေကတော့အကူအညီမရတော့ဘူးလို့ဝန်ခံလိုက်ရတာပါ2026ခုနှစ်မှာအကူအညီအများဆုံးလိုအပ်နေတာကတော့ဂါဇာဆူဒန်နဲ့ဆီးရီးယားဖြစ်တယ်လို့ကုလသမဂ္ဂကဦးစားပေးအဆင့်တက်မှတ်ထားပါတယ်။ကမ္ဘာပေါ်ကဒုက္ခသည်တွေကိုကူညီနေတဲ့နော်ဝေချင်း Refugee Council NRC လို့အဖွဲ့အစည်းတွေကတော့ Democratic Congo နဲ့မြန်မာနိုင်ငံတို့လိုနေရာတွေမှာအကူအညီမရတဲ့လူတန်းချီရှိလာမှာကိုစိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံက၃နှစ်အရွယ်ကလေးငယ်လေးတယောက်ဟာကမ္ဘာစစ်သူရင်လောကမှာမတ်တန်အသစ်တစ်ခုတင်လိုက်ပါတယ်။သူကတော့ဆာဝဂျာစင်ဂုရှ်ဝါဟာပါ။ဆာဝဂျာလေးဟာအခုလက်ရှိမှာအသက်၃နှစ်9လနဲ့ရက်20ပဲရှိပါသေးတယ်။အဲ့ဒီအရွယ်နဲ့ပဲနိုင်ငံတကာစစ်သူရင်အဖွဲ့ချုပ် FIDE FIDE ရဲ့တရားဝင်အစ်စ်သက်မှတ်ချက် rating ကိုရယူနိုင်ခဲ့တဲ့ကမ္ဘာအငယ်ဆုံးကစားသမားဖြစ်လာပါတယ်။ FIDE Fighting Rating ရဖို့ဆိုရင် အစစ်သမဲခံထားရသူအနည်းဆုံး9ယောက်ကို အနိုင်ရပြီးအနိုင်ဆုံး Rating 1400ရဖို့လိုပါတယ်။ဒီ3နှစ်သားလီကတော့ Rating က1590နှစ်တောင်ရှိပါတယ်။ဇဝဲဂျာလီရဲ့ဇာတိကတော့ Maya Pradesh ပြည်နယ်ပါ။သူစစ်သူဘရင်ကိုစကစားတာအသက်2နှစ်လောက်ကလေးကလို့သူ့ရဲ့အဖေစင်ဒါစင်ကပြောပါတယ် တရက်ကိုစစ်တူရင်၄နာရီကနေ၅နာရီအထိကစားပြီးညဘက်အိမ်နေရာကနိုးလိုက်ရင်တော့နနာနေနေမရှိဘဲနိုင်ပေါင်းများစွာကစားနိုင်တယ်လို့ဆိုပါတယ်သူနဲ့ရွယ်သူတခြားကလေးတွေနဲ့မတူဘဲနဲ့စပွဲပေါ်မှာဆက်ရှိရှိနဲ့ညင်ငယ်ထိုင်နေတဲ့အကျင့်ကသူ့ကိုအောင်မြင်စေခဲ့တာလို့သူ့အဖေကယုံကြည်ပါတယ်။2025ခုနှစ်အတွင်းစာဝဲကြလေးဟာကပအဆင့်ဝင်အသက်20ကျော်ပြိုင်ဘက်၃ယောက်ကိုအနိုင်ကစားခဲ့ပါတယ်။